အိန္ဒိယနိုင်ငံအတွင်းရှိမိဇိုတွေအပါအဝင်နိုင်ငံနယ်နိမိတ်အပြင်ဘက်မှာရှိနေတဲ့ချင်းမျိုးနွယ်စုတွေအားလုံးပြန်လည်ပေါင်းစည်းရေးကိုမီဇိုရန်ပြည်နယ်ဝန်ကြီးချုပ်လာဒိုဟိုမာကကြိုးပမ်းလှုပ်ဆောင်နေတယ်လို့ Takan Herald သတင်း website ကဖော်ပြခဲ့ပါတယ်။အခုနှစ်2024မတ်လ၄ရက်ကလာရိုဟိုမာဟာမီဇိုရန်ပြည်နယ်ကမီဇိုတွေမြန်မာနဲ့ဘင်္ဂလားဒေ့ရှ်ကချင်းလူမျိုးတွေမနီပူရာနဲ့တခြားနေရာတွေကကူကီမရာလူမျိုးတွေစုပေါင်းပါဝင်တဲ့ဇိုတိုင်းဝိုင်းပြည်နယ်ပေါင်းစည်းရေးအတွက်သူ့ရဲ့အာထုပ်ချိုးပတ်မှုတွေကိုရည်ညွှန်းပြောကြားခဲ့ပါတယ်။ဖေဖော်ဝါရီ26ရက်ကလည်းအသက်86နှစ်အရွယ်လာရိုဟိုမာဟာ မီဇရန်ပြည်နယ်အိုက်ဇောလ်မြို့တော်မှာချင်းလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ပေါင်းစည်းရေးကိုတဘာပတိဖြစ်အခမ်းပြုလုပ်ခဲ့ပါတယ်။အဲ့ဒီချင်းလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ဟာ2021ခုနှစ်ဖေဖော်ဝါရီလကတပ်မတော်ကအာဏာကိုလွှဲပြောင်းရယူခဲ့ပြီးချိန်ကလေးကတစ်ဖက်နဲ့တစ်ဖက်တိုက်ခိုက်ခဲ့ကြတဲ့ပြိုင်ဘက်အဖွဲ့တွေဖြစ်ပါတယ်။ ဒီလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ပေါင်းစည်းတဲ့အခမ်းအနားမှာလာရူဟိုမှတက်ရောက်ခဲ့တဲ့နောက်ချင်းကောင်းဆောင်နေနဲ့လက်ဆွဲနှုတ်ဆက်ခဲ့တယ်လို့တပ်ပုံအရိုက်ခံခဲ့တာကြောင့်အိန္ဒိယရဲ့ပြည်သူအများစုကိုအံ့အားသင်စေခဲ့ပါတယ်။မီဇိုရန်ပြည်နယ်ဝန်ကြီးချုပ်လာရူဟိုမှဟာမလဆေရက်ကဘ ഹു အစိုးရရဲ့လွတ်လပ်စွာလှုပ်ရှားသွားလာခဲ့တဲ့အစီအစဉ် FM မှာကိုအဆုံးသတ်မဲ့ဆုံးဖြတ်ချက်ကိုတွေ့ဝိုက်ထောက်ခံခဲ့တာနဲ့အများစုကိုအံ့အားသင်စေခဲ့ပြပါတယ်။ FMR ဟာအိန္ဒိယနဲ့မြန်မာရဲ့1643ကီလိုမီတာအရှည်ရှိ နေဆက်ဒေသတစ်လျှောက်မှာနေထိုင်တဲ့မီဇိုရီနဲ့အခြားတိုင်းဒေသလူမျိုးစုတွေကိုနှစ်နိုင်ငံအကြခီးသွားထောက်ထားတယ်မပါဘဲတတ်မှတ်ထားတဲ့နေရာအထိတွာလာလှုပ်ရှားခွင့်ပေးထားတဲ့အစီအစဉ်ဖြစ်ပါတယ်။အိန္ဒိယရဲတပ်ဖွဲ့အရာရှိဟောင်းတူဖြစ်တဲ့လာရူဟိုမာကမီဇိုရန်ပြည်နယ်လွတ်တော်မှာမိန့်ခွန်းပြောကြားခြင်းကနေဆက်ဒေသတစ်လျှောက်မှာနေထိုင်သူတွေရဲ့ လှုပ်ရှားသွားလာမှုကိုစီကံတတ်မှတ်တဲ့ဘ ഹു အစိုးရရဲ့အစီအစဉ်ကိုထောက်ခံကြောင်းပြောကြားခဲ့ပါတယ်။လာရူဟိုမာဟာ2024ခုနှစ်ကတော့ FM အစီအစဉ်ကိုဖျက်သိမ်းမဲ့ဘ ഹു အစိုးရရဲ့ဆုံးဖြတ်ချက်ကိုကန့်ကွက်ခဲ့တဲ့နောက်အခုအခါမှာပြောင်းလဲပြီးထောက်ခံခဲ့တာဖြစ်ပါတယ်။အဲ့ဒီအချိန်ကဘ ഹു အစိုးရရဲ့ဆုံးဖြတ်ချက်ဟာနေဆက်ဒေတာတျှောက်မှာရှိတဲ့ဇိုလူမျိုးတွေကိုကွဲပြားသွားစီရင်တာမကဇိုလူမျိုးတွေပေါင်းစည်းရဲ့အိမ်မက်ကလည်းအကောင့်ထဲပေါ်လာဖို့ဟန်တားရရောက်လိမ့်မယ်လို့လာရူဟိုမာကပြောကြားခဲ့ပူပါတယ်။